ခရိယံမှာလူဝင်စားဆိုတာရှိပါသလားတဲ့တမာကျန်းစာအရာလူဝင်စားဆိုတာလုံးဝမရှိပါဘူးဒါဆိုရင်အရင်ကဖြစ်ခဲ့တဲ့အကြောင်းကိုအခုမှမွေးတဲ့ကလေးကအဆအဆုံးပြောပြနိုင်တာတွေဘူးကပ်ပြီးမှပြောပြတာတွေကဘာကြောင့်လဲအဲ့ဒါလေတမာကျန်းစာထဲမှာအဖြေရှိပါတယ်ကဘာပေါ်ကိုစာဒံမနဲ့ကြလာတဲ့အချိန်တူတယောက်တည်းကြလာတာမဟုတ်ပါဘူးကောင်းကင်တမန်တုံးစုတစုဟာသူနဲ့အတူကြလာတယ် အဲ့ဒီသုံးစုတစုကဘလောက်တောင်များလဲဆိုတော့မြေကြီးပေါ်တဲမာတာမကအာဂါတကောင်းကင်မာတော်မှနေတဲ့အနေထားမျိုးဒါကျမ်းစာထဲမှာတွေ့ရတယ်အဲ့တော့ကဘာပေါ်မှာလူသားတန်ပေါင်း8000ကျော်ရှိတယ်ဆိုပါတော့အဲ့ဒီတန်ပေါင်း8000ကျော်ထက်နတ်ဆိုးတွေကပိုများတယ်ကျွန်တော်ကနတ်ဆိုးနှစ်ကောင်စောင့်မယ်ကဘာပေါ်မှာရှိတဲ့လူသားတန်ပေါင်း8000ကျော်ကိုလည်းနတ်ဆိုးနှစ်ကောင်စီစောင့်မယ်ဆိုရင်တော့မှနတ်ဆိုးတွေကပိုနေသေးတာလေ အဲ့တော့ကျွန်တော်ကိုစောင့်နေတဲ့နတ်ဆိုးစောင့်ကြည့်နေတဲ့နတ်ဆိုးဟာကျွန်တော်ရဲ့အကြောင်းကိုသူအားလုံးသိတယ်အဲ့တော့ကျွန်တော်တည်သွားတဲ့အခါကြားလို့ရှိရင်အဲ့ဒီနတ်ဆိုးကကျွန်တော်လိုလိုအယောင်ဆောင် ပြီးမှတခြားသူကိုပူကပ်ပြီးပြောတာဒီနော်လူဝင်စားလိုလိုဘာလိုလိုပြောတာဒီအဲ့အဲ့ဒါလို့လုတ်တက်တယ်ကျွန်တော်ကတည်သွားလို့ရှိရင်လူဝင်စားအနေနဲ့လည်းပြန်မမွေးပါဘူးကျွန်တော်ရဲ့ဝိညာဉ်ဟာတခါတည်းဖရာတခင်စီကိုပဲ ရောက်တယ်လို့တမန်ကျမ်းစာထဲမှာအဲ့ဒါလို့ရေးထားပါတယ် အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှအရန်တော့မပြောချင်ဘူး။ဘာကြောင့်လဲဆိုဒီဝิญဉေရကိစ္စကတော်တော်လေးနက်နေတယ်။ဒါလောက်လေးသိထားလို့ရှိရင်အဆင်ပြေပါတယ်။နောက်တစ်ခုကကြတော့ယုံကြည်သူကိုနှက်ဆိုးပူးလို့ရသလားတဲ့။အဲ့တော့ဓမ္မတိကာလအထဲမှာယုံကြည်သူတွေကိုနှက်ဆိုးပူးတာတော့ကျွန်တော်မတွေ့ဘူး။ဒါပေမဲ့ယုံကြည်သူတွေကိုနှက်ဆိုးကအနောက်ကနေအလုပ်လုပ်လို့ရတယ်ဆိုတာကိုတော့ကျွန်တော်တွေ့ဘူးတဲ့။ယုံကြည်သူရဲ့အားနဲ့ချက်ကိုကြည့်ပြီးမှအဲ့ဒီအားနဲ့ချက်ကိုအသုံးပြုပြီးမှနှက်ဆိုးက လလုတ်တယ်ဆိုတာကိုတော့ကျန်းစာမှာတွေ့ရတယ်။တန်ရှင်တော်ဝိညာဉ်တော်တစိကခတ်ခံရပြီးတော့အထက်မှာဝိညာဉ်တော်ရှိနေတဲ့သူဟာနတ်ဆိုပုကတ်ချင်းလုံးဝမရှိဘူးဆိုတာကိုတော့နားလည်သိချင်ပါတယ်။နောက်တစ်ခုကယုံကြည်သူနဲ့ယုံကြည်တော်သူဟာမတူဘူးဆိုတဲ့။ယုံကြည်တော်သူပဲကယ်တင်ခြင်းရပြီးယုံကြည်သူဟာကယ်တင်ခြင်းမရဘူးလို့တချို့ပြောတာကြားဘူးတဲ့။ခရိယန်တွေထဲမှာလည်းတမန်တရားကိုအမှန်အကန်မတွင်တင်ဘဲနဲ့အခုလိုမျိုးပောက်ကြရတွေခွဲချမ်းစိတ်ဖြာနေတာတွေတော်တော်လေးကိုတွေ့လာရပါတယ်။ တကယ်တော့စံစာထဲမှာတော့သူပြောတဲ့အတိုင်းယုံကြည်တော်သူလို့တော့အတိအကျတော့ဖော်ပြထားတယ်။ဒါပေမဲ့လည်းယုံကြည်သူလို့ခေါ်ရင်လည်းမမားပါဘူး။ယုံကြည်သူအချင်းချင်းကသိပြီးသားပဲ။ဘာကြောင့်ယုံကြည်သူလို့ခေါ်လဲဆိုရင်သူဟာတခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားတဲ့သူ။ဝိညာဉ်တော်တစိခတ်ချင်းခံရတော်သူမလို့ဒါယုံကြည်သူလို့ခေါ်တာ။မမားပါဘူး။မမားပါဘူး။အဲ့လိုပြောကြည့်ဆိုရင်စံစာထဲမှာယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဟာဘုရားတခင်ရဲ့တားဖြစ်ရတော့အခွင့်မဲ့ပါတယ်လို့ရေးထားတယ်။ တမိဖျားရတဲ့အခွင့်မပေါဘူးဒါကတိကသက်ညင်းစရာပဲလေနော်အဲ့တော့ဖျားသားတမိလို့ခေါ်လိုက်တာကဒါယုံကြည်တော်သူကိုခေါ်တယ်ဆိုတာကိုပြောပြစရာမလိုအောင်ကိုသိနေတာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဝိညာဉ်ရအတွက်ဘာအကျိုးရှိလဲဒီအရာတွေခွဲချမ်းစိတ်ဖျားတော့ဘာမှအကျိုးမရှိဘူးစစ်မှန်တဲ့တမန်တရားကိုတွင်တင်ပြီးမှအဲ့ဒီအတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းကပဲပိုလို့မြတ်တာဖြစ်ပါတယ်ကျမ်းစာမှာအချင်းချင်းဩဝါဒတွေပြိုင်မှုမရေးထားပါဘူးအချင်းချင်းချွတ်ချင်းမြတ်တာရှိဖို့လိုအပ်တယ်ချွတ်ချင်းမြတ်တာအကျွေးမှတပါတဲ့အချားအရာ မတင်စင်နဲ့တဲ့အဲ့ဒီကြံပိုက်ကိုတလွဲခွန်အားယူရတဲ့သူကလည်းတသက်ရှိတယ်ချစ်ချင်းမေတ္တာမှတပါတခြားအကျွေးမတင်စင်နဲ့ဆိုတဲ့အတိုင်းတွေ့တဲ့မိန်းကလေးကိုအကုန်လုံးချစ်တဲ့အကြောင်းလိုက်ပြောတာဘာကြောင့်လဲဆိုအကျွေးမတင်ချင်လို့အဲ့လိုပြောတာလည်းမဟုတ်ပါဘူးတကယ်လက်တွေ့အထက်ကနေမေတ္တာရှိတာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်စစ်မှန်တဲ့ခရစ်တော်ရဲ့တမန်တရားကိုပဲကျွန်တော်တို့ခြားပြကြရအောင်ကျွန်တော်ဟောမှအမှန်ကျွန်တော်ပြောမှပဲနေငယ်တင်ချင်းရမယ်ကျွန်တော်ဟောတာကိုနားမထောင်လို့ရှိရင်နေငယ်ရဲသွားမယ်ဆိုတဲ့ပုံစံနေဟာဖခင်ရဲ့ဘုန်းတော်လည်းမထင်ရှားသလို ယုံကြည်သူတွေလည်း꽌ပြားစေပါတယ်။ရောက်တိုင်းဖြန့်ကောင်းကြီးရှိပါစေ။